အားလုံးပဲမင်္ဂလာပါရှင်။ငါမင်းမြန်မာစာချန်နယ်ကနေထမှန်ကျူစွလိုက်ပါရယ်။မြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစာတွေမြန်မာမှုထွေထွေကိုလေ့လာကြည့်ရနော်။ Subscribe လုပ်ပြီး Notification လောင်းလေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။ကြောင်ပေအလုပ်ပေးလို့မိသားစုတွေစုံစုံမြင်မြင်ရှိပြီးဆိုတာနဲ့သူ့ကြောင့်ကိုကြောင့်ရှေးဟောင်းအောင်ပြန်ပတ်ရတွေကိုစုံစုံပြန်ပြောကြရင်ဘဝမောပြီးဖြစ်တတ်ကြတာကကျမတို့မိသားစုအလေးတစ်ခုပါ။ အဲ့လိုဆုံးမိုင်းလေကျမမေပြောလို့ရှိတဲ့တပြဟောင်းတစ်ခုကအောက်ပြီးအောက်ရွာကနေအထက်အညာစီမိသားစုလိုက်ပြောင်းရွှေ့ခြေချရာတော့မိကြုံခဲ့ရတဲ့ပထမဆုံးဇီဝဲတွေ့ကြုံပါတယ်။ဇီတဲ့ရှောင်းရင်တနည်းအားရောက်တော့ဘန်းလိုက်ခင်မီရောင်းနေတဲ့ပယ်ပင်ပေါက်တွေကိုတွေ့ရတယ်။အမေကပယ်ပင်ပေါက်ပဲစီလဲလို့မိလိုက်တာ။ဇီတဲ့ကမျက်လုံးပြင်းနေကြည့်ပြီးပယ်ပင်ပေါက်မရှိဘူးတူရပဲရှိတယ်လို့ပြောပါတယ်။တူရကိုခုမှကြားဘူးတဲ့အမေကဘယ်ဟာကတူရလဲလို့မေးတော့ဇီတဲ့ကပယ်ပင်ပေါက်တွေကိုလည်းညှို့ထုတ်ပြပါရတယ်။ နောက်ထပ်စိုင်းဒီဇိုင်းကိုရောက်တော့စီတန်းထားတဲ့အညူရောင်ပလင်းတွေကိုအမေကလည်းညှို့ထိုးပြီးပင်ငံပြားရဲ့အနောက်တပလင်းပေးပါလို့ပြောပါရတယ်။စိုင်းရှင်ကသူ့ပလင်းတွေကိုသူမျက်မှောင်ကြုံကြည့်ရင်အင်းဟာကပင်ငံပြားရဲ့အနောက်မဟုတ်ဘူး။ကြာညို့တွေလို့ပြန်ပြောခဲ့ပါရတယ်။လွန်ခဲ့တဲ့နှစ်30ကျော်လုံးကအောက်သူတယောက်ရဲ့အညာတွေကြုံဆိုပြီးမဲ့အမေဟာတို့ရလို့ခေါ်တဲ့ပေပင်ပေါင်းနဲ့ကြာညို့လို့ခေါ်တဲ့ပင်ငံပြားရဲ့အနောက်ချောင်းကိုမိသားစုရဲ့ဆုံတိုင်းမမေးမလျော်ပြောရင်းရှင်ကြီးတုံးပါပဲ။ဆိုခဲ့တယ်လို့ ဇာတော့ခုံချင်းတူရဲနဲ့ခေါ်ဝော်ရီပြရနေရတာဟာအောက်ပြီးအောက်ရွာနဲ့အထက်ညာဆိုတဲ့ပြောသူတွေနေထိုင်တဲ့နေရာဒေသပြောင်းမှုကြောင့်ပါပဲအဲ့ဒီလိုပဲပကံဘက်မှာလနေတံမီကိုတုံမီရခိုင်ဘက်မှာစပြားကိုတပုံမန္တလေးဘက်မှာမုံလာဥနီကိုခါကျဲဦးမုံရွာဘက်မှာမီးပြောင်းကိုမီးပလွေမော်လမြိုင်ဘက်မှာမြင်းလေးကိုပုံပြအစားသဖြင့်နေရာဒေသလိုက်ခေါ်ဝော်တုံတုံကိုပြရတဲ့စကားတွေအများကြီးရှိနေပါသေးတယ် ဒါဟာဘာသာစကားကွဲရတာမဟုတ်ပဲမြန်မာဘာသာစကားနယ်ပယ်တွေကပဲအသွင်ကွဲပြားနေရမှုအသွင်ကွဲမြန်မာစကားတွေလို့ဆိုနိုင်ပါတယ်။အဲလိုဘာသာစကားမျိုးကိုဘာသာစကားပညာရှင်တွေကတစ်ချိန်ကဒေသန္တရစကားလို့ခေါ်ခဲ့ကြရတာကနေဒီကနေ့မှာတော့ဒေသစကားလို့ခေါ်ဝေါ်သုံးဆွဲနေကြပြီဖြစ်ပါတယ်။ ဒါဖြင့်ကျမတို့နေထိုင်တဲ့အမည်မြန်မာနိုင်ငံတော်ကြီးမှာနေရာဒေသကိုလိုက်ပြီးခေါ်ဝေါ်သုံးနှုန်းပုံတွေပြောပြနေစေဖြစ်တဲ့ဒီပြာစကားတွေရဲ့စဉ်ဝင်စားပွဲသင်မြန်လက္ခဏာတွေအကြောင်းကိုဒီကနေ့ကမြန်မာစာ channel ကနေဆရာကြီးမောင်ခင်မင်းတို့ပြုရေးသားထားတဲ့မြန်မာစကားမြန်မာစာရုပ်ပုံလွှာစာအုပ်တွေကအသွင်ပွဲမြန်မာစကားများဆောင်ပါနဲ့ဆရာကြီးဒေါက်တာအောင်မြင့်ကြီးသားထားတဲ့ဒီပြာစကားတွေရဲ့သင်မြန်လက္ခဏာ၃ရပ်ဆောင်ပါတွေကနေလေ့လာတင်ဆက်ပေးသွားမှာမို့ကျမတို့ဒီစုံနေနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်။ ဒေတိယစကားဆိုတာဟာနေရာဒေတာပထဝီဝင်အနေထား꿰ပြမှုလူနေမှုစင်တန်း꿰ပြဌာနမှုတို့ကြောင့်စကားသံဝဟာရအုံလုံးတရာစသည်တို့꿰ပြနေတော့ဘာသာစကားတစ်ခု၏အသွင်꿰ဖြစ်ပါသည်ဆိုပြီးဒေတိယစကားရဲ့ပြန်ဆိုချက်ကိုဆရာကြီးမောင်ခင်မင်းတနုပြုကဖော်ပြခဲ့ပြီးသလိုဆရာကြီးဒေါက်တာအောင်မြင့်ကလည်းဒေတိယစကားဆိုတာဟာဒေတာလိုက်꿰ပြမှုတွေဖြစ်ပေါ်နေတဲ့ပြမဘာသာစကားတစ်ခုရဲ့အသွင်꿰စကားကိုခေါ်တာဖြစ်ပြီးဒေတာဆိုင်ရာအသွင်꿰စကားဒေတာဒေတိယစကားစသဖြင့်လည်းခေါ်ရလို့ဆိုပါတယ် ။ဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ဒေသစကားတွေကိုစမ်းစစ်ကြည့်တဲ့အခါဗေဒီဒီယာစကားမှာပဲဖြစ်ဖြစ်စံစကားနဲ့အတန်တွဲတချို့ဘွာရာတချို့ကွဲပြားတာဒေသတွင်းရဲ့လက္ခဏာတွေချိန်ဟတာနဲ့ရှင်းမြန်မာစကားကိုထိမ့်သိမ့်တာဆိုတဲ့ထင်ရှားတဲ့တွင်းရဲ့လက္ခဏာ၃ရပ်ကိုတွေ့ရတယ်လို့ဆိုပါရယ်။အဲဒီမှာစံစကားနဲ့ပတ်သက်တဲ့ဒီမဆရာတချို့ကိုအနေနဲ့တင်ပြပါရစေ။ ဘာသာစကားတစ်ခုမှာအသွင်ကွဲစကားမျိုးမျိုးရှိကြကြောင်းအဲ့ဒီအသွင်ကွဲတွေတဲကမှာအသုံးများတဲ့အသွင်ကွဲတမျိုးကိုစံပြစ်သတ်မှတ်ပြီးစီကံသတ်မှတ်ချက်တွေနဲ့အသုံးပြုတဲ့စကားဟာစံစကားပါတချို့ကစံဘာသာစကားလို့ပြောပြီးတချို့ကစံအသွင်ကွဲစကားလို့ဆိုပါတယ်စံလို့ပြောတာကြောင့်ပြေဆုံးမှန်ကန်တာ စံပြထိုက်တာစံဖြစ်တုံးပြရမှာဆိုတဲ့သဘောလေးပါနေတယ်ဆိုပြီးမြဲလဲစံစကားဟာတခြားအသွင်ကွဲတွေတက်ပြီးပြည့်စုံမှန်ကန်တာမျိုးပိုပြီးအစစ်မြင်တာမျိုးကိုဆိုလိုချင်တာမဟုတ်ပဲအသွင်ကွဲတစ်မျိုးကိုတကြီးကြီးစီစနစ်တကျအသုံးပြနိုင်အောင်သတ်မှတ်ထားတာမျိုးပဲဖြစ်ပါတယ် ဘာသာစကားတစ်ခုကိုအသုံးပြုနေတဲ့လူပဲစီတစ်ခုဟာဘာသာစကားအသွင်ရဲ့အမျိုးမျိုးတွေကတစ်မျိုးကိုစံပြစ်သတ်မှတ်အသုံးပြုတာဟာဘာသာစကားရဲ့သဘောတရားဝါဖြစ်နေတာမို့မြန်မာဘာသာစကားမှာလည်းစံစကားရှိနေတာဖြစ်ပြီးတခြားဒေသစကားတွေကိုလေ့လာတဲ့အခါစံစကားနဲ့နှိုင်းယှဉ်လေ့လာပြီးဒေသစကားနဲ့စံစကားတွေကိုအနည်းနဲ့များတိုင်းတာပေါ်ထုတ်လေ့ရှိပါတယ်ဘာသာစကားတစ်ခုမှာဆင်းသက်လာတဲ့ဘာသာစကားမျိုးမျိုးရှိပြီးအဲဒီဘာသာစကားမျိုးမျိုးတွေကိုဘာသာစကားပညာရှင်တွေကဘာသာစကားရဲ့သွင်ပြင်လက္ခဏာတွေအရာ ိပ္ပံနီကြစနေတကြဖော်ထုတ်ထားတာမို့လူမျိုးစွဲဒေသစွဲနိုင်ငံကြီးအစွဲတွေနဲ့မသက်ဆိုင်ပါဘူးတဲ့စံစကားပဲဖြစ်ဖြစ်ဒိဋ္ဌိယစကားပဲဖြစ်ဖြစ်တခြားအသွင်ကွဲစကားပဲဖြစ်ဖြစ်မူလကပင်မရှိဟောင်းဘာသာစကားတခုကနေဆင်သက်လာတာဖြစ်တာမို့ပင်စီဖြစ်တဲ့အခြေခံသရဆောင်းအောင်ပိုင်းမှာအများကြီးပဲကြတာမျိုးမရှိပဲအကိုင်းခက်တွေပဲဖြစ်တဲ့စကတန်းတွေဝဟရာတွေမှာပဲပြပြလေးရှိတာကိုသိရပါရဲ့ရှင် ဒေတိယစကားတွေကိုလေ့လာတဲ့အခါစံစကားနဲ့အတန်အတွက်တချို့ဝါဟာရတချို့ပြောပြနေတာဟာဒေတိယစကားတွေရဲ့သင်္ကေတလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။စံစကားနဲ့အတန်အတွက်ချင်းဝါဟာရချင်းပြောပြနေတဲ့ဒေတိယစကားတွေဟာတချို့ဒေတိယစကားအချင်းချင်းမှာတော့တူညီနေတာကိုထူးခြားချက်အနေနဲ့တွေ့နိုင်ပါတယ်။စံစကားနဲ့ပြောရတဲ့ဒေတိယစကားပြောသူတွေရဲ့လေးရည်လေးသိန်းကိုဒေတိယလေးတန်းလို့ခေါ်ပါတယ်။ဒေတိယလေးတန်းမှာအတန်အလေးပေါ့အစွဲအမြင်အပြတ်အရက် အပြော့အမာစာရာရီဟာစံစကားမှာပုံမှန်ပြောဆိုနေတဲ့လေတန်းတွေနဲ့ကြွားချတာကြောင့်မြန်မာစကားပြောတဲ့အခါမှာလေစကားအုံလုံးတူပေမဲ့ပြောတန်းဆိုတန်းကိုနားထောင်ရရုံနဲ့ညာလေတန်းလားမော်လမြိုင်လေတန်းလားကျုံရတန်းလားအင်းသားတန်းလားစသဖြင့်သိနိုင်တာဟာစကားပြောသူတွေရဲ့ဒီတရားလေတန်းကြောင့်ပဲဖြစ်ပါတယ်တဲ့ဒီပြစကားတွေနဲ့စံစကားရဲ့အတန်အတွက်ဝေရပုံကိုနိုင်ရှင်းကြည့်တဲ့အခါသိတာထင်ရှားတဲ့အချက်တခုကတရတန်နဲ့ပြည်တန်းပြရတာဖြစ်ပါတယ် နမူနာအနေနဲ့တတ်မှရမြန်မာစာအကြောင်းသုံးစာအမှာပြတန်းထားတဲ့ကျွေသားနှစ်ကုံတဝေတိကပြားလေးကိုတဝေတန်းနဲ့ရွတ်ဆိုထားတဲ့အတန်ပိုင်းလေးဖွင့်ပြပါရစေ။ကိုယ်အားနေကိုတိုင်ဟုဆောညောပါအောမထားမလေးစားပြေကိုစားမလေးစားပြေကိုစားအိုမေဝေ ဩမေဝေမဝါလုံးသာလေမြမတို့ပြောဆိုသုံးဆွဲနေတဲ့စံစကားမှာ ကောင်း၊ဆောင်း၊ညောင်တို့လိုအောင်တရဗံနဲ့ထွက်ရတဲ့စကားလုံးတွေကိုတဝေစကားမှာကောင်း၊ဆောင်း၊ညောင်ဆိုပြီးအောင်တန်းနဲ့ထွက်ရတာကြောင့်ကြပြပါ၊ကျွေသားနှကုံးဟာကျွေသားနှကောင်းတိုက်ဖို့ဆောင်ဟာတိုက်ဖို့ဆောင်ညောင်ပန်ဟာညောင်ပင်ပဲဖြစ်ပါတယ် ါကြောင့်အန္တရာတန်ကိုအန္တရာတန်နဲ့ယူရတာဟာစံစကတန်နဲ့တဝေဒီတရားစကတန်တို့ရဲ့အကွဲပြားမှုတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီစကတန်ကွဲပြားတာမျိုးကိုအင်းလေးတောင်ယူနဲ့ဒနုစကားရီမှာလည်းအခုလိုတွေ့နိုင်ပါတယ်ရှင်။ရှိမှာဖွင့်ပြခဲ့တဲ့တဝေတိကပြပါညောင်ပန်ဟာညောင်ပင်ကို ဆိုလိုတာဖြစ်ပြီးစံစကားမှာပင်လို့ထွက်ရပြီမြေတဝေစကားမှာပန်လို့ထွက်ရတာကြောင့် အန္တရာဒံဟာအန္တရာဒံဖြစ်ပြောင်းသွားတာကိုကြားနိုင်ပါတယ်။ဒဝေစကားမှာလင်ကိုလန်၊ဝင်ကိုဝန်၊ဆင်ကိုဆန်၊ထင်းကိုထန်းစသဖြင့်အတန်တွဲပြောင်းလဲပြောဆိုကြရပါတယ်။အဲ့ဒီတရာဒံကွဲပြားတာမျိုးကိုကျောစကားနဲ့ရခိုင်စကားတွေမှာလည်းအခုလိုတွေ့နိုင်ပါတယ်ရှင်။ဆိုခဲ့တယ်တဝေတိကပြပါအော့မာသာဆိုတာကအော့မာသာလို့ပြောတာပါ ဆန်စကားမှာအောက်ဒရာတန်နဲ့ထွေရပါမယ်။တဝဲစကားမှာတော့ဩဒရာတန်နဲ့ထွေရပါတယ်။ဒါကြောင့်လေချောဟာချောနောဟာနောရောဟာရောလောဟာလောက်ကိုတဝဲစကားနဲ့ပြောတာတွေပဲဖြစ်ပါတယ်။အဲ့ဒီဒရာတန်ကိုကြားရမျိုးကိုတောင်ယိုတနုနဲ့ရောစကားတွေမှလည်းအခုလိုတွေ့နိုင်ပါရဲ့ရှင်။ဆန်စကားနဲ့ ဒီတိယစကားတွေမှာတွေ့ရတဲ့တရာတန်ခွေပြဖို့အမျိုးမျိုးကိုလေ့လာကြည့်။စံစကားကဣတရာတန်ကိုဒီတိယစကားတွေမှာဣတရာတန်နဲ့ထွက်တာရီစံစကားကဣတရာတန်ကိုဒီတိယစကားတွေမှာဣတရာတန်နဲ့ထွက်တာရီအပြင်စံစကားကဣန္ဒရာတန်ကိုကြာဒီတိယစကားတွေမှာဣန္ဒရာတန်နဲ့ထွက်ပြီးစံစကားကဝန္ဒရာတန်ကိုကြဒေပိယစကားတွေမှာအင်္ဒရာတန်နဲ့ထွက်တာမျိုးကစိတ်ဝင်စားပွဲကြနိုင်ပါသေးတယ်ရှင်။ရခိုင်စကားမှာတစ်နှစ်ကိုတိုင်နိုင် တောင်ယိုစကားမှာဓာနဲ့တစ်ကိုဌာနထိုက်တဝဲစကားပိစကားမှာမြက်ကိုမြစ်ဖြစ်ရင်းချံပခုတ်ကူပဲမှာတောင်တွင်းကိုတောင်တွန်းတက်လွင်ကိုတက်လွန်လို့အတန်ထွက်ကြပြီးအခွန်ကိုတော့အခွင်မိကုံးကိုတော့မိကွင်းထွန်းထွန်းကိုတော့ထွန်းထွန်းဆိုပြီးအတန်ထွက်ကြတာမျိုးကိုကြားရမှာဖြစ်ပါတယ်တဝေတိကပြာမှာပါတဲ့မလီစာပြေဟာမြေစာမြက်ကိုဆိုလိုတာမို့မြေစာကိုမလီစာလို့ပြောတာဟာဤတန်ပြောင်းနေတာဖြစ်ပြီး မြက်ကိုပြစ်လို့ပြောတာဟာပြီးတန်ရောသရတာမှာပြောင်းနေတာမို့ပြီးဟာဒီပါတော့ဝါရတခုဖြစ်မယူနိုင်ပါတယ်ရှင်ဒီကနေ့စံစကားမှာရပင်းတန်ရရည်တန်တွေနဲ့ပြောတဲ့စကားလုံးတွေကိုပကံကြောင့်စာရီမှာလာဆွဲနေရထုတ်ထားတာကိုတွေ့မြင်မှာပါဒဝေဒီကပြာမှာပါတဲ့မလေးစာဟာမြေစာကိုပြောတာမို့ရှိခရပင်းရရည်တန်တွေကိုလာဆွဲတန်တွေနဲ့ထွက်ခဲ့ကြတာဖြစ်ပြီးဒဝေစကားလိုဒီတိယစကားတွေဟာရှိမြမစကားတန်တွေကိုတန်းနိုင်ဘလောက်ထိမ့်သိမ့်ထားတာကိုတွေ့နိုင်ပါတယ် တဝဲစကားတွေမှာအသုံးပြုနေစေဖြစ်တယ်။ပကံခိကလာဆွဲတဲ့နဲ့ပတ်သက်ပြီးဆရာကြီးဦးပင်မောင်တင်ကမြန်မာဝိတ္ထုသမိုင်းစာနဲ့သူတေသနာစာရံများမှာအခုလိုဖော်ပြထားပါတယ်။ကျွန်တော်ဒီပကံကျောင်းစာများ၌အချို့သောစကားတို့သည်တဝဲစကားနှင့်တူတည်ကိုတွေ့ရသည်။ဥပမာဆိုတော့တဝဲစကားတွင်ကြကြားကြောင်းကြောင်းကျွတ်ကျွတ်ခြချောင်းချူအစာရှိတီတို့၌ရမျက်နှာမဟုတ်ဘဲလာဆွဲတဲ့ကိုကြရ၏။ပြစ်ပြန်ပြေရောင်းပြန် မြင့်မီမီအစာရှိတီတို့နိုင်ရရစ်တန်မဟုတ်ပဲလာဆွဲအတန်ကိုကြာရီပကံကြောင့်စာများတွင်လေထိုစကလုံးတို့ကိုရပလဲရကားဝစာလာဆွဲသည်ကိုတွေ့ရဤရှေးမှာဆိုခဲ့သလိုတဝဲဒီရာတွေကမလီစာဟာညီစာကိုပြောတာမို့စံစကားမှာရာတန်ထွက်ရတဲ့မျိုးကိုတဝဲစကားမှာလာဆွဲတန်ပြောင်းပြီးမလီလို့ထွက်ရတာဟာမိတံွယ်ရတာဖြစ်ပါတယ်တဝဲစကားပြင်တောင်ယုနဲ့အင်းသားစကားတွေမှာလဲလာဆွဲတန်တွေကိုအခုလိုတွေ့နိုင်ပါရဲ့ရှင် ဇန်စကားမှာပြီးတွဲတန်နဲ့ပြောတဲ့စကားတွေကိုဒီတိယစကားတွေကပြီးတန်တတန်ဖြောက်ပြီးလုံချင်းပြီးအနေနဲ့ပြောလို့ရှိတာကိုတွေ့နိုင်ပါတယ်။ငငယ်ကအော်ဆူခဲ့ကြဘူးတဲ့တဝဲဒီပုတ်ဖြစ်တဲ့ဝါလိုက်ပါမုံကပြာအစာမှာမိုးမဝါပဲကြာလိပြီးမိုးကီးလေကီးလာလိပြီးမိုးမိုးဝါလိုက်ပါတော့မိုးလို့လုခဲ့ကြတာကိုအမှတ်ရကြအောင်ပါ။ဂျီရွာ မိုးရွာတို့မှာပါတဲ့ရွာဟာရာနေဝဒီတွေတန်ကိုအာဒရနယ်ပေါင်းထားရမှုရွာလို့ထွဲရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒဝဲစကားမှာတော့ရှေကရာပြီးတန်ကို ဖြောက်ပြီးဝါလို့ပဲပြောကြပါတယ်။မိုးကြီးလေကြီးဟာမိုးကြီးလေကြီးကိုပြောချင်တာမို့ကြီးကိုဂရီလိုတန်ထွဲရမှာဖြစ်ပြီးမယ်။နောက်ကရာပြီးတန်ကို ဖြောက်ပြီးကြီးလိုပဲထွက်တာဖြစ်ပါတယ်။ရာပြီးတန်ပါတဲ့ဒီတွေတွေမှာရာပြီးတန်ဖြောက်ပြီးပြောတာမျိုးကိုအင်းလေးတောင်ရိုးဒီတရားစကားတွေမှာလည်းအခုလိုတွေ့နိုင်ပါတယ်ရှင်။ ဒေတိယစကားတွေမှာရာကိုမဖြောက်ပဲသုံးခဲ့ရင်ရာကောက်ရှာလိုက်တန်ဖြစ်တဲ့ရာတန်ကိုပြီးပြီးသားသားအတန်ထွက်ပြောဆိုနေရှိတာကိုကြားနိုင်ပါပါ။စံစကားမှာဖျားဆရာလို့အတန်ထွက်ပြီးမယ်။ရခိုင်အင်တာစကားတွေမှာဖရာဆရာလို့ရာကောက်ရှာလိုက်တန်နဲ့အတန်ထွက်ပါတယ်။ဖြူကိုစံစကားကဖျားနဲ့ဥပောင်းပြီးဖြူလို့အတန်ထွက်ပြီးမယ်။ရခိုင်စကားမှာတော့ဖရာနဲ့ဥတန်ပောင်းပြီးဖြူလို့အတန်ထွက်ပါတယ်။ စံစကားမာဂျီကိုရခိုင်နဲ့တောင်ယူစကားကရနဲ့ဤပေါင်းပြီးရီလို့အတန်ထွက်ပါတယ်တနူစကားမှာဂျီကိုဂရီရေချိုးကိုဂရီခရိုဆိုပြီးရောက်ောက်ရှာလိုက်တဲ့ပဲအတန်ထွက်တယ်လို့သိရပါတယ်ရှင်စံစကားမှာတာနဲ့တာကြီးပြီးတန်းကိုအတုံပြူတယ်တချို့စကလုံးတွေကိုအင်းလေးတီတရားစကားမှာတော့ဆာပြီးတန်းကိုအတုံပြူရတာဟာပြီးတန်းကွဲပြားတာရည်ရဲ့ထူးခြားချက်တစ်ခုပါစံစကားမှာတာသမီးဦးသည်တော်သူဆိုတဲ့အတန်းတွေကို အင်္ဂလိပ်စကားမှာစာသမီဖူစီစွာဆုတ်ဆူဆိုပြီးပြောကြပါတယ်။ဒါဟာတခြားဒေသစကားတွေမှာအသုံးပြုလို့မရှိတာကြောင့်အင်္ဂလိပ်ဒေသစကားရဲ့ထူးခြားချက်လို့ပြောရမှာဖြစ်ပါရဲ့ရှင်။ဒီတရားစကားတွေမှာစံစကားနဲ့ကြွေပြတဲ့ထူးခြားတဲ့ဝိသေသတခုကတော့ဟာတူတန်ကိုဖျောက်ပြီးပြောလို့ရှိတာပါမြမပြီးတန်တွေထဲမှာ တန်ငင်းတန်တင်တန်ပြင်းဆိုတဲ့သုံးတန်တွေပြီးဆိုရမှာပါပဲတိကျရက်တင်နေတဲ့ပြီးတန်တွေဖြစ်တယ်ငာညာနာမရရလာဝတာဟာမသနေဟာကလွင်ရင်ဇန္နာအလုံးကတန်ပြင်းပြီးတန်တွေကြီးဖြစ်ပါတယ်ဆိုခဲ့တယ်တန်ပြင်းပြီးတန်တွေကိုအတန်လျှော့ပြီးပြောခြင်းတဲ့အခါမှာတန်ငင်းပြီးတစ်ခုဖြစ်တဲ့ဟာတန်ရဲ့အကူအညီယူပြီးပြောဆိုခဲ့ကြပါတယ်ဟာပြီးဟာစာနဲ့ရေးတဲ့အခါဟာထုဖြစ်လာပြီးဟာတို့တန်ထေထားတယ်ငာညာနာမရှာရှာလာဝ ဖြီးတန်တွေကိုတန်ပြင်းရော့ဖြီးတန်တွေလို့ဆိုပါတယ်။ရှင်းမပြောခဲ့တဲ့သုံးတန်တွေဖြီးတွေကတော့တန်ညင်းတန်တင်အတွေ့ဖက်ရှိပြီးဖြစ်တာကြောင့်ဟာထုတ်ထည့်ပြီးအတန်လျှော့ပြောစရာမလိုတော့ပါဘူး။အဲ့လိုစံစကားမှာဟာထိုးတန်ထည့်ပြီးအတန်လျှော့ပြောလို့ရှိတာမျိုးကိုဗိတ်တောင်ရိုးတနုနဲ့အင်သာစကားတွေမှာဟာထိုးတန်မပါပဲအတန်ထွက်တာကြောင့်ညက်ဆိုညက်မှန်ဆိုမှန်ငါဆိုငါလေလောဆိုလေလောစသဖြင့်အတန်ထွက်မှာဖြစ်ပါတယ်။ဘာသာစကားမတူတဲ့တချို့တိုင်းသားတွေလည်းမြန်မာစကားပြောတဲ့အခါမှာ ဟာထိုးတံမပါပဲပြောလို့ရှိပါတယ်ရှင်။စံစကားမှာရှိတဲ့ခြာတံနဲ့ရှာတံကိုစံစကားနဲ့မတူပဲအပြန်လှန်သုံးတာဟာဒိဋ္ဌိအစကားရဲ့ထင်ရှားတဲ့သင်္ဘေလက္ခဏာတစ်ခုဖြစ်ပါတယ်။စံစကားကခြာတံနေရာမှာရှာတံပြောင်းသုံးတာကိုရခိုင်တဝဲအင်းသားစကားတွေမှာထင်ထင်ရှားရှားတွေ့ရပါတယ်။တဝဲစကားမှာရှမ်းအေ၊ရှူအေ၊ရှင်အေရီဟာချမ်းနေချူနေချင်းနေလို့ပြောတာဖြစ်ပြီးစံစကားခြာတံကိုရှာတံပြောင်းထွက်တာဖြစ်ပါတယ်။အင်းလေးစကားမှာလည်း ရေရှိုးရဲ့ရှိုးရဲ့ခြောက်ခုစာရာတွေဟာရေချိုးတဲ့ချိုးတဲ့ခြောက်ခုလို့ပြောတာဖြစ်ပြီးရခိုင်စကားမှာလည်းခြာတန်ကိုခြာတန်ပြောင်းထွက်တာမျိုးကိုအခုလိုတွေ့နိုင်ပါရဲ့ရှင်။ကျန်လန်နေနဲ့အင်္ဂလိပ်စကားမှာစံစကားခြာတန်ကိုခြာတန်နဲ့ပြောတာမျိုးကိုကြားနိုင်ပါရဲ့ရှင်။မြမပြည်တန်တွေတဲ့ တန်ញင်းတန်တင်တန်ញင်းသုံးတန်တွေပြည်ပြီးမှာတန်ញင်းတန်တင်တွေဟာဘာသာစကားရဲ့သဘောပါပါကြောင်းတန်ပြင်းဖြစ်ပြောင်းလဲရှိတာကြောင့်ကာခာဟာဂါတန်ဆာဆာဟာဇာတန်တာထာဟာဒါတန်ပဖာဟာဘာတန်ဆိုပြီးကြောင်းနာမျိုးပါဒါပေမဲ့ဒီတရားစကားတွေမှာတော့တန်ញင်းတန်တင်းကနေတန်ပြင်းတန်ပြောင်းတာကိုရှောင်းလို့ရှိရမို့ဒီတန်ခွေပြမှုတွေထူးခြားတဲ့တစ်ခုဖြစ်နေပြန်ပါတယ် ရခိုင်တိုင်းသားစကုံတစ်ခုဖြစ်တဲ့မသားကင်းမောင်ရှင်ဘူမချောင်းလန်းချကန်ဘူကိုဖတ်တဲ့အခါဆန်စကားကဟိုကိုဘူជីကန်ကိုជីကန်လို့အတန်ပြောင်းမိမယ်ရခိုင်စကားမှာဟိုနဲ့ချကန်လို့ပဲတန်ញင်းတန်တိုင်းထွက်မှာဖြစ်ပါတယ်တဝဲဒီပြာဖြစ်တဲ့ဝါလိုက်ပါမို့ကြပြာစားသားတွေကမဝါပေလေကားတို့ကိုတန်ပြင်းတန်ဖြစ်တဲ့မရွာပဲလေကားတို့မပြောင်းပဲထွက်ယူရမှာဖြစ်ပါတယ်ဆန်စကားမှာမိချလာကရိုင်းဆိုင် ထန်စင်လူစုဈေးတန်းတန်ဘိုးစသဖြင့်တန်ပြင်းပြည်တန်ပြောင်းထွက်ရတာတွေဟာဒီတရားစကားတွေမှာတော့တန်ပြင်းပြည်တန်ကျွန်မမဟုတ်တန်တင်းပြည်တန်ကိုပဲပြီးပြီးသားသားအတန်ထွက်လေးရှိပါတယ်ရှင်ဒီတရားစကားတွေမှာတန်ရင်းတန်တင်းကိုတန်ပြင်းပြောင်းပြီးမသုံးတာမျိုးတင်မဟုတ်ပဲအစပြည်တန်တွေမှာတန်ပြင်းတန်တွေကိုသုံးလို့မရှိပါဘူးလေဆရာကြီးမောင်ခင်ပြနုပြူရဲ့မြန်မာစကားမြန်မာစာရုပ်ပုံလာစာအုပ်ထဲမှာတောင်ယိုနှင့်အင်တာစကားတို့တွင်ဂါဇာတာဘာသာသော တန်ပြင်းများမရှိခြင်းသည်လည်းစိတ်ဝင်စားဖွယ်ဖြစ်ပါသည်။တန်ပြင်းမရှိသည့်အတွက်သဆိုင်ရာတန်ခြင်းကိုသုံးပြီးပြောကြပါသည်။တောင်ယိုစကားတွင်ကနန်းကိုကနန်း၊ဈေးကိုဈေး၊ကျေးစုကိုကျေးစု၊ဒူးကိုဒူး၊ဓာကိုဓာ၊ဘဲဥကိုဖဲဥဟုခေါ်သည်နီတူ။အင်သာစကားတွင်ဦးကောင်းကိုခေါ၊ဈေးကိုဈေး၊ဓာကိုဓာဟုခေါ်ပါသည်ဆိုပြီးခြေသာဖော်ပြထားပါရဲ့ရှင်။ ဆိုခဲ့တာတွေဟာဒေဒီယာစကားရီရဲ့ထင်ရှားတဲ့တင်လက္ခဏာ၃ရပ်ထဲကပထမတရက်ဖြစ်တဲ့စံစကားနဲ့အတန်တွဲတချို့ဝါဟာရတချို့ကြွေးပြခြင်းမှာပါတယ်စံစကားနဲ့ဒေဒီယာစကားရီရဲ့တရားတန်ကြွေးပြမှုနဲ့ပြည်တန်ကြွေးပြမှုတွေအကြောင်းဖြစ်ပြီးဒီသဘောတရားကိုခြေခံပြီးဒေဒီယာစကားရီကိုလေ့လာမယ်ဆိုရင်တော့ဒေဒီယာဝါဟာရပေါင်းများစွာကိုဖော်ထုတ်နိုင်မှာဖြစ်တာကြောင့်ဒေဒီယာစကားကိုလေ့လာတဲ့သူတွေအနေနဲ့ဒေဒီယာစကားရီရဲ့ဝိသေသလက္ခဏာတွေကိုသဘောပေါက်အောင်လေ့လာကြဖို့ဆရာကြီးတတောင်းမြူကတိုက်တွန်းထားပါတယ်ရှင် ီဒီယိုလေးကိုကြိုက်နေသက်တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပြီးပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ